ဘော်ဒါတို့ဘာပဲကြီးကြီး channel subscribe လုပ်ဘေးနာခေါလောင်းနေ VPN လေးဝင်ပြီးတော့ကြည့်ပေးကြဖို့မြေတာရက်ခိုင်ရတဲ့ပဲဒီလေးမှာတော့ manipulator အပိုင်းငါဆက်သွားရအောင်ပါခင်ဗျာဒီပိုင်းဆက်မှာကတော့ထဲကျွန်းထောင်မကြခင်လက်ရှိချိန်ရဲ့လုံခဲ့တဲ့9နှစ်စီကိုနောက်ကျောင်းပြန်ထားတာပါအခန်းတစ်ခုထဲမှာတော့သွေးလေးလေးပေးကြံနေပြီးတော့မူးအစေးလုံးကျုံသုံးဆွဲထားတဲ့မျိုးသားတယောက်နဲ့မကြသိင်္ဂါမှာအသက်ခံထားတဲ့မျိုးသမီးတယောက်ရဲ့အလောင်းကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်အမျိုးသားဘတ်တူကြောင်ဆိုသူဖြစ်ပြီးတော့ တကယ်အကောင်ကြီးတကောင်ရဲ့သားတယောက်ပဲဖြစ်ပါတယ်။ဒိုပြောင်းကမူရစေလုံးကြုံသုံးဆွဲပြီးတော့အတူရှိနေတဲ့ချစ်သူမိန်းကလေးကိုစိတ်လွတ်ပြီးတော့တတ်လိုက်မိတဲ့ကိစ္စကိုဖခင်ပြည်သူစီကိုဖုံးဆက်အကြောင်းကြားကဘာဆက်လုံးမလဲဆိုတာကိုမေးမြန်းနေကြတာပါ။တမမမှာတော့ယိုဟန်ကဘွဲတစ်ခုထဲမှာရှိနေတာဖြစ်ပြီးတော့အဲ့ဒီဘွဲထဲမှာရှိနေလူသုံးယောက်ကလည်းယိုဟန်ကိုဘွဲကိုစလိမ်မတ်မသိဘဲနဲ့ယိုဟန်ရဲ့မလန်းမကန်းမှာထိုင်ပြီးယိုဟန်တို့ကုမ္ပဏီအကြောင်းကိုတင်းထိုင်ပြီးတော့တုံနေကြပါတယ်။ဒါကြောင့်ယိုဟန်ကလူသုံးယောက်ထိုင်နေတဲ့ဝိုင်းကိုရွှေ့သွားလိုက်ပြီးတော့ကုမ္ပဏီအားသာချက်တွေကိုထောက်ပြတဲ့အခါ တပတ်ကလူတွေကလည်းယူဟန်ကိုအဲ့ကုမ္ပဏီရဲ့ဝန်ထမ်းလားဘာလားနဲ့ဝိုင်းပြီးတော့လောင်ကြပါတော့တယ်။ဒါမဲ့ခဏကြာမှပဲစီမင်းဘော်ကနေဒီပွဲအဓိကကိုစလေးကိုဖိတ်ခေါ်ပါတယ်ဆိုပြီးတော့ယူဟန်ကိုလမ်းခေါ်လိုက်ချိန်မှာတော့တပတ်လူတွေကလည်းယူဟန်ကကုမ္ပဏီရဲ့ပန်ရှင်ပန်းကိုသိသွားကြပါတော့တယ်။ယူဟန်စီမုံမတက်ခင်မှာပဲတပတ်လူသုံးအောင်ကိုသူ့ကုမ္ပဏီကနေအကျဉ်းချန်နေလိုချင်လို့အခုလိုတင်းအုပ်နေတာဆိုရင်လည်းမဖြစ်မနေစုံကျဲပေးပါမယ်လို့ချိန်မိုးပြီးတော့ပြောသွားခဲ့တာကြောင့်တပတ်လူတွေလည်းယူဟန်ကိုတော်တော်ရိုင်းနေကောင်းပဲဆိုပြီးတော့လက်ညှိုးငေါငေါထိုးကဒေါသကြီးထွက်ပြီးတော့ဂျန်နေခဲ့ပါတော့တယ်။ ယွမ်ကားတဲ့အချိန်မှာဘာမှတုံ့ပြန်ခဲ့မယ်။သူ့ကိုလက်ညှိုးထိုးပြီးတော့ပြောဆိုသွားတဲ့လူကတော့အသေးချာမှတ်ထားလိုက်ပါလေ။ပွဲပြီးသွားတဲ့အချိန်မှာတော့ယွမ်ကခုနကသူ့ကိုလက်ညှိုးထိုးပြီးတော့ပြောဆိုသွားတဲ့အမျိုးသားရဲ့နောက်ကိုလိုက်ပြီးအမျိုးသားရဲ့လက်ညှိုးကိုဖြတ်ပြီးတော့ယူခဲ့ဖို့အတွက်သူ့ရဲ့ဆရာဝန်နန်ဂျုံးကိုခိုင်းစေလိုက်ပါလေ။နန်ဂျုံးလည်းကားပါကင်ထဲကနေအပြင်ကိုထွက်ဖို့လုပ်နေတဲ့အမျိုးသားရဲ့လက်ညှိုးကိုဖြတ်ယူခဲ့လိုက်ပြီးတော့ယိုဟန်အင်ကိုချက်ချင်းပို့ပေးလိုက်ပါလေ။အဲနောက်ယွမ်ကနန်ဂျုံးဖြတ်ယူလာပြီးတဲ့လက်ညှိုးကိုသူ့စီမှာရှိတဲ့ရုပ်ထုရဲ့လိုအပ်နေတဲ့နေရာလို့မှတက်ရှင်ထားလိုက်ပါလေ။ ယိုအန်တယောက်ပြီးပြီးစုံသွားတဲ့သူ့ရဲ့ရုပ်ထုကိုကြည့်ပြီးတော့အရန်ကိုသဘောကျနေတော့မှပဲဖုန်းတစ်လုံးကဝင်လာခဲ့ပါတယ်။တပတ်ကဖုန်းဆက်သူကတော့အပိုင်းအဆမှာပြထားတဲ့ဘတ်တူရောင်းရဲ့ဖခင်လွတ်တော်မတ်ကြီးပဲဖြစ်ပြီးတော့အမတ်ကြီးကတားဖြစ်သူကျူးလွန်ခဲ့တဲ့လူသားမှုတို့ကလက်ဆဖြောက်ပေးဖို့ကိုယိုဟန်စီမှာအလုပ်အပ်နေတာပဲဖြစ်ပါတယ်။ယိုဟန်ကအမတ်ကြီးအပ်တဲ့အလုပ်ကိစ္စအတွက်အားလုံးစိတ်ချရအောင်လုပ်ပေးမှဖြစ်ကြောင်းနဲ့အလုပ်ပြီးသွားရင်လည်းလောကအနေနဲ့ငွေသားလက်ခံမှာမဟုတ်ပဲအမှုပညာလက်ရာတစ်ခုသာယူလာပေးရမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။အမတ်ကြီးကယိုဟန်တောင်းဆိုချက်ကိုလက်ခံလိုက်တဲ့ချိန်မှာတော့ ယွမ်ကလည်းသူ့အလုံးစားတော့မှာဖြစ်တဲ့အတွက်အလောင်းကိုရင်သွေးဘူးထဲမှာစိန်ထားပေးဖို့တားပြသူကိုပြောပေးပါဆိုပြီးတော့အမတ်ကြီးကိုတဆင့်ပြောခိုင်းထားလိုက်ပါတယ်။အဲနောက်ယွမ်ကထုံးစံတိုင်းဒီကိစ္စပြီးသွားတာနဲ့အမတ်ကြီးနဲ့သူနဲ့ကရန်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်သွားကြလိမ့်မယ်လို့ပြောလိုက်ပြီးသူ့ရဲ့လုံကိုစားတင်လိုက်ပါတော့တယ်။ယွမ်ကသူ့ရဲ့ရုံးခန်းထဲဝင်သွားလိုက်ပြီးတော့တစ်ဖက်ကအခင်းဖြစ်ပွားနေရာကိုရောက်နေတဲ့တပည့်တွေကိုအခန်းတစ်ခုလုံးစကန်ဖတ်ပြီးတော့သူ့စီကိုပို့ခိုင်းလိုက်ပါတယ်။ Ice Scan ကယွမ်စီရောက်သွားပြီးတဲ့နောက်မှာတော့ယွမ်ကသူ့ရုံးခန်းထဲမှာစကန်ကိုဖွင့်ချလိုက်ပြီးတော့ အခင်းဖြစ်ွားတဲ့အခန်းထဲကိုရောက်ရှိသွားသလိုအသေးစိတ်ကစမြင်နိုင်သွားခဲ့တာပါယွမ်ကအခန်းပတ်ပတ်လေးကိုဒေတာဆစ်ဆေးခဲ့ပြီးတော့ရေချိုးခံတဲ့ကခြုံနိုင်အောင်ဆိုတဲ့မိန်းကလေးရဲ့အလောင်းကိုလည်းဒေတာကြည့်ရှုပြီးတော့အမှုကိုလက်စဖျောက်ဖို့အတွက်စတင်လှုပ်ရှားခဲ့ပါတယ်ယွမ်ကအမတ်ကြီးရဲ့သားဘတ်တူကြောင်အခင်းဖြစ်ွားခဲ့တဲ့နေရာရဲ့အနီးတစ်ဝိုက်က CD မှတ်တမ်းတွေကိုစတင်ရှာဖွေလိုက်ပါတယ်အဲဒီချိန်မှာပဲအခင်းဖြစ်ွားတဲ့နေရာနာကိုပစ္စည်းများတန်းလာပို့တဲ့ဒယ်လီသမားလေးတယောက်ကိုရှာတွေ့သွားပြီးအဲဒီဒယ်လီသမားလေးကိုပဲသူ့ရဲ့ပြစ်မှတ်ဖြစ်နေရွေးချယ်လိုက်ပါတယ်ယွမ်ရွေးချယ်လိုက်တဲ့ပြစ်မှတ်တော့တခြားသူမဟုတ်ပဲ ထဲချုံးမဲ့ဖြစ်နေခဲ့တာပါအဲဒါမှတော့ယူဟန်ကထဲချုံးရဲ့တဏီကုံလှူရှားမှုတွေကိုအသေးစိတ်သိရဖို့အတွက်လူတယောက်ကိုနောက်ခံလိုက်ခိုင်းခဲ့ပါတယ်နောက်တော့ CCTV မှတ်တမ်းကနေတဆင့်မဲ့သူ့ရဲ့ပြစ်မှတ်ထဲချုံးကဘန်းမင်လေးတွေကိုအသေးစိတ်ဂယူဆိုင်တက်တဲ့အပင်ချစ်သူတယောက်ဆိုတာကိုလည်းသိသွားခဲ့ပါတယ်ဒါကလည်းယူဟန်ကထဲချုံးကိုဒီမှုမှာတရားခံဖြစ်နေဖမ်းဆီးနိုင်ဖို့အတွက်ထဲသွင်းအသုံးချမဲ့အားသာချက်တစ်ခုဖြစ်သွားခဲ့တာပါအဲ့တော့မတော့ထဲကျွန်းရဲ့ကိုကြီးချက်လက်တွေနဲ့မိသားစုဝင်အရေးအတွက်ကစရည်သားရှိနေရီအဆုံးယိုဟန်ကထတ်ရှာဖွေပြီးတော့အားလုံးကိုတီးသွားခဲ့ပြန်ပါလေ။ ဒိုနဲ့တရားမှာတော့ထဲကျွန်းတယောက်သူ့အိမ်ရှိမှာအမိုက်ပစ်ပြီးတော့အလုံးလုံးဖို့အတွက်အိမ်ကနေစတင်ထွက်ခွာသွားပါတယ်လူတယောက်ကလည်းတေဆုံသွားသူဂျူနာအောင်ဆိုတဲ့မိန်းကလေးရဲ့ဖုန်းကို location ဖွင့်ပြီးတော့ထဲကျွန်းသွားနေတဲ့နေရာတိုင်းကိုနောက်ကနေတဘာတည်းလိုက်သွားခဲ့ပါတယ်ထဲကျွန်းထွက်သွားတဲ့ချိန်မှာတော့ထဲကျွန်းရဲ့အိမ်ကိုယိုဟန်နဲ့သူ့အဖွဲ့တွေရောက်လာခဲ့ပြီးထဲကျွန်းရဲ့သုံးဆောင်တစ်ချို့နဲ့လက်ပွေယူလို့ရမယ့်ပစ္စည်းတွေကိုယူလာခဲ့ကြပါတယ်အဲနောက်ထဲကျွန်းစီကယူလာတဲ့လက်ပွေတွေကိုပြန်ကူးယူပြီးတော့အကင်းပြစ်ပွားတဲ့ခန်းနဲ့ရေချိုးခန်းအတွင်းနေရာတွေထဲမှာအမှားရမရှိအောင်လို့တီးကြကြလိုက်ကတ်ထားလိုက်ကြပါတယ် နောက်တည့်မှာလဲယူအန်ကထဲချုံအင်ရှားအမိုက်ပုံကနေထဲချုံဆုံးပြထားတဲ့အမိုက်ထုတ်တွေကိုယူခိုင်းခဲ့ပါတယ်။အဲအမိုက်ထုတ်ထဲမှာတော့မင်းညားထဲချုံဆောင်ခဲ့တဲ့အိုးထုတ်ခုံတွေရှိနေစွာကိုဇလန်းစာမာကတဲ့ကအားလုံးသိပြီးသားဖြစ်မှာပါ။အဲဒီအိုးထုတ်ခုံထဲမှာကြံနေခဲ့တဲ့တုတ်ရီကိုတော့ဆရာဝန်တန်းချုံကထုတ်ယူပြီးတော့တိဆုံးပြီးသားအမျိုးသမီးအလောင်းရဲ့မိမအင်္ကာတွေကိုထိုးသွင်းထဲထားလိုက်ပါတယ်။ဒါရီမကာသေးပဲယူအန်ကထဲချုံရဲ့သွာလာလှောင်းမှုတွေကိုအသေးစိတ်ကြည့်နေရကနေထဲချုံလက်မှာပန့်နေကြလက်ကောက်လေးကိုလည်းသတိထားမိသွားခဲ့ပါတယ်။ ိုင်နောက်အိုက်လက်ကောက်ပုံစံတပုံစံနဲ့စင်တူတာကို copy ပွားပြီးတော့အခင်းဖြစ်ရနေရာမှာထားထားပေးလိုက်ပါသေးတယ်။နမ်ဂျူကမိန်းကလေးရဲ့အလောင်းကိုခုတ်ထစ်ပြီးတော့အဝိတ်အထဲကိုထည့်ပြီးချိန်မှာတော့အဖိုးဘွားရွယ်တွေကိုအများတန်းကူညီပေးတတ်တဲ့ထဲကျွန်းအားနည်းချက်ကိုအသုံးချပြီးလမ်းတစ်နေရာမှာဖွားကြီးတောင်နဲ့တွေ့ဆုံစေကအိတ်ကိုကူသေးပေးဖို့အကွက်ကြကြစီစဉ်လိုက်ပြန်ပါတယ်။အိုင်နောက်အပင်လေးကိုကူးဆိုင်တဲ့ထဲကျွန်းကိုပစ္စည်းပို့နေကြအစာအုပ်ရဲ့တနေရာမှာအရွက်တွေမကောင်းတော့တဲ့ပန်းအုပ်တို့ချထားပေးခဲ့ပြီးအစာအုပ်ထဲမှာပုံမှန်တဲ့အချိန်ကြောင်းချိန်ဆွဲပေးခဲ့တာပဲဖြစ်ပါတယ် ။ယိုဟန်ကအဲ့လိုမျိုးသူ့ရဲ့တီးကြကြအသေးစိတ်အကွက်ချမှုတွေနဲ့ပဲခြူနာရောင်းဆွေမင်းကလေးရဲ့တီးဆုံးမှုအမတ်ငယ်ကျူးလွန်ခဲ့တယ်။လွတ်တော်အမတ်ကြီးရဲ့သားဖြစ်သူဘတ်တိုကြောင်စာအမှုနဲ့လုံးဝမအပ်စက်တဲ့ထဲကျုံးကိုညင်းဆိုလို့မရတဲ့တပ်သေးတွေကိုဖန်တီးပြီးတော့တရားခံဖြစ်နေဖန်ဆီးစေခဲ့တာပဲဖြစ်ပါရယ်။အတော့လွန်ခဲ့တဲ့9နှစ်ကထဲကျုံးတယောက်သူမကျူးလွန်ခဲ့တဲ့အမှုမှာဘာကြောင့်တရားခံဖြစ်သွားခဲ့ရလဲဆိုတာကိုဖော်ပြပြီးတဲ့နောက်မှာတော့လက်ရှိချိန်ကိုပြောင်းလာခဲ့ပြီးပဲဖြစ်ပါရယ်။ဒါတော့ထဲကျုံးပါဝင်တခြားအကျဉ်းသား7ယောက်ကိုယူအန်စီစဉ်ထားတဲ့ အစာအုပ်ကြီးစီကိုရုတ်တရက်ဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့ညပဲဖြစ်ပါလေအကျဉ်းသားတွေရောက်လာခြင်းပါပဲယိုဟန်ကအထူးပြင်ဆင်ထားတဲ့ဓမင်းစားကိုင်းစီကိုခေါ်သွားခိုင်းပြီးတော့ဓမင်းရင်ကျွေးလိုက်ပါလေအချင်းဇိုးပဲဒုကန်းချဲကဘာမှမသိတဲ့နေရာကိုဘသူခွင့်ပြုချက်နဲ့ဘယ်ကောင်ခေါ်လာလဲကွာဆိုပြီးတော့ fighter လို့အော်မေးနေခဲ့မယ်ဂျန်နေကောင်တွေကတော့ဘာရမ်းစာနေကြရဖြစ်လို့ဇွဲဘွားစားစရာတွေနဲ့အရက်ဘီယာစားသဖြင့်အငမ်းမရဆွဲပစ်ကြပါတော့လေဒုကန်းချဲတော့ပေါ်ဘက်ကနေသူတို့စောင်းကြည့်နေလူရိုက်ကိုမြင်ပြီးတက်ဖြဲဖို့လုပ်ပေမဲ့အဆောင်တွေကဂန်းနဲ့ထောက်ပြီးတော့ မလုံပါနဲ့မလုံပါနဲ့ဟိုးစတော်မလုံပါနဲ့လို့တားလိုက်တာကြောင့်အခွင့်အရေးကမရခဲ့လိုက်ပြန်ပါဘူးအဲ့လိုနဲ့စားသားတောက်ကြလို့ပြီးမှတော့အားလုံးနေဖို့အတွက်တစ်ကနေစနေ့ထိနံပါတ်စင်တက်ထားတဲ့အခန်းတွေကိုကြာပန်းရွေးချယ်ခိုင်းခဲ့ပါလိမ့်အကျဉ်းသားတွေလည်းဘာမှန်းတော့မသိပေမဲ့အစီအပြေမဲ့အခန်းထဲမှာဝင်နေလိုက်ကြပြီးထဲချုံးကလည်းခန်းနံပါတ်6မှာရွေးချယ်နေထိုင်ခဲ့ပါလိမ့်အားလုံးကဘာရွယ်ချက်ကြောင့်တို့ကိုခုလိုလုပ်တယ်ဆိုတာမသိကြပေမဲ့လည်းဘာမှမတက်တာတော့မလို့တို့ခိုင်းတယ်လို့လုပ်ပြီးတော့တ냐တာအတွက်အနားယူနေလိုက်ကြပါတော့တယ် ညနေကောင်လောက်ရောက်တဲ့အချိန်မှာတော့ဒဲကျွန်းကခန်းထဲကနေခိုးထွက်လာပြီးတော့သူတို့ရောက်နေတဲ့အစာအုပ်ကြီးတွေကိုလှည့်ပတ်ကြည့်ရှုနေခဲ့ပါတယ်။အစာအုပ်ထဲမှာတော့အန်ရယ်ဖြစ်စေတဲ့ဒန်းငွေတူလောင်အိုးကြီးတွေကိုလည်းတွေးကြရပြီးတော့စွန့်ပစ်ထားတဲ့ကားတွေကိုလည်းတွေးလိုက်ရပါတယ်။ခဏကြာမှပဲလုံခြုံရေးတွေကဒဲကျွန်းကိုဖမ်းမိသွားခဲ့ပြီးတော့မလန်းမကန်းမှာရှိနေကားတွေကလူတယောက်ကလည်းထဲကျွန်းလမ်းခေါ်လိုက်ပါတယ်။ကားထဲမှာရှိနေသူကယိုဟန်ပဲဖြစ်ပြီးတော့ယိုဟန်ကထဲကျွန်းကိုသူကိုယ်တိုင်ခန်းစီပြန်ပို့ပြီးမယ်ဆိုပြီးတော့အေးအေးပြောလိုက်ပါတယ်။ဒါမဲ့ထဲကျွန်းကလက်မခံပဲအခန်းဘက်ကိုသူ့အသူလမ်းလျှောက်ပြီးတော့ထွက်သွားတာကြောင့် ယိုဟန်လဲနောက်ကနေလိုက်သွားခဲ့ပါတယ်ထဲကျောင်းကသူတို့ဘာကြောင့်ခေါ်လာတာလဲဆိုပြီးတော့ယိုဟန်ကိုမေးလိုက်ပါတယ်ယိုဟန်ကတော့မဟုတ်လဲဒီညောင်ရောက်နေဖြစ်တာမလို့ခေါ်လာတဲ့အကြောင်းကိုမမေးပဲရှေ့လျှောက်လုံးရမယ့်ဟာတွေကအောင်ဆိုင်ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပြန်ပြောခဲ့ပါတယ်ထဲကျောင်းတော့ယိုဟန်ဘာတွေပြောနေလဲဆိုတော့နားမလည်နိုင်ပဲဖြစ်နေခဲ့ရတာပါအဲတော့ယိုဟန်ကဒီညောင်မှာပြိုင်ပွဲတစ်ခုကျင်းပမှာဖြစ်ကြောင်းနဲ့အားလုံးတူရှင်ပြိုင်ပြီးတော့နောက်ဆုံးကြံခဲ့တဲ့အနာရသူအတွက်လဲအထူးလက်ဆောင်ကိုပြင်ဆင်ပေးထားသေးတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ယွမ်ကထဲကျွန်းရဲ့မျက်နှာကိုသေချာကြည့်ပြီးတော့ရင်းနှီးသလိုခံစားနေရကြောင်းနဲ့ ပြိုင်ပွဲရောက်မှထထွေးကြမယ်လို့ပြောပြီးတော့နေရာကနေထွက်သွားလိုက်ပါတော့တယ်။ထဲကျွန်းတယောက်ခန်းစီပြန်လာချိန်မှာတော့ဂျီယုံရောက်လာခဲ့ပြီးထဲကျွန်းဘတ်တော်သားလှုပ်ချင်ကြောင်းကိုလာပြောခဲ့ပါတယ်။ထဲကျွန်းကတော့သူနဲ့ဂျီယုံကအဲ့လောက်ထိမြင်နေတာမလို့ကိုဘသားကိုအေးဆေးပဲနေဖို့ပြောပေမဲ့ဂျီယုံကတော့သူ့ကိုတစ်ခုလောက်ကူညီပေးပါဆိုပြီးတော့တနေရာကိုတင်းဆွဲခေါ်သွားခဲ့ပါတယ်။နေရာကိုရောက်တော့ထဲကျွန်းနဲ့ရောရောစုနဲ့သူတပည့်တွေကိုတွေးလိုက်ရပြီးတော့ဂျီယုံကလည်းသူ့ကိုရောရောစုကအကြက်ကင်ပြီးတော့ထဲကျွန်းကိုခေါ်ခိုင်းလိုက်တာမလို့သူ့သက်ကိုထောက်ပြီးတော့ကူညီပေးဖို့ကတ်တိုးလေးပြောလိုက်ပါတယ်။ ရော်ရော်စုဟာသူ့နှုတ်ရက်ကိုထဲကျုံးပြင်းသွားတဲ့ဒရာကိုကင်ကြည့်ကမချေမနှမ်းဖြစ်နေပြီအဲဒီချိန်မှာပဲထဲကျုံးကိုဒီးဖို့အတွက်တပည့်တွေကိုချပြလိုက်ပါတော့တယ်ထဲကျုံးကလည်းပြန်ခုခံဖို့အတွက်ရပ်ပလင်းတစ်လုံးကိုခွဲပစ်ပြီးတော့ဖန်ခွဲသားကိုလက်မကင်ထားကဂျီအုံးကိုလည်းတစားကန်လို့လှုပ်ထားလိုက်ပါတယ်ထဲကျုံးကိုဖိုက်ကြတော့မဲ့ချိန်မှာတော့အဆောင်တွေရောက်လာခဲ့ပြီးတနတ်တစ်ချက်ဖောက်ကလူစုခွဲပစ်လိုက်တာကြောင့်ရော်ရော်စုကလည်းဒီခေါင်းမကြုံရင်နောက်တစ်ခေါင်းမှာထပ်ပြီးတော့တွေးရအောင်မယ်လို့ထဲကျုံးကိုချင်းချောက်ပြီးတော့ပြန်လှုပ်ပေးလိုက်ပါတယ်မနေ့ရောက်ချိန်မှာတော့ကွင်းမြင့်တဲ့ကဇူးညံညာချက်ပြေးတန်ကြီးကြောင့် ထဲကျုံးပါဝင်အကျဉ်းသားတွေအားလုံးနဲ့အိယာကနေလန်နိုးလာခဲ့ကြပါတယ်။အားလုံးစုပြီးတော့ကွင်းမြင်ထဲကိုရောက်ချိန်မှာတော့အတင်းဆောင်နေတဲ့ယိုဟန်နဲ့လုံခြုံရေးတွေကိုတွေးလိုက်ကြပါတယ်။အဲနောက်ရင်ခမ်းမှာပြခဲ့သလိုပဲယိုဟန်ကအားလုံးကိုအပေါ်ကနေရှိုးနေပြီးအခွင့်အနယ်မြေကနေဂျိုးစိုးချောင်းကိုပြောလိုက်ပါတော့တယ်။အဲ့ဒီအောက်မှာရှိနေတဲ့အကျဉ်းသားနံပါတ်9ကဒီညာဘလို့နေရာလဲဆိုပြီးတော့အော်မေးလိုက်တဲ့အခါမှာတော့ယိုဟန်ကလည်းအားလုံးရောက်နေတဲ့ဒီညာကကားပြိုင်ကွင်းတစ်ခုဖြစ်ကြောင်းနဲ့အကျဉ်းသားတွေကိုလည်းကားပြိုင်မောင်းမှုပြိုင်ပွဲဝင်ဖြစ်နေခေါ်ထားတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ န်နောက်ဂျိုဟန်ကပြိုင်ပွဲဝင်နေအားလုံးကသူပေးထားတဲ့ကားတွေကိုစီးပြီးကားပြိုင်မောင်းရမှာဖြစ်ပြီးတော့ပြိုင်ပွဲအတွက်လည်းဘာစီးပင်းစည်းကမ်းမှာမရှိပဲစိတ်ကြိုက်ရှင်ပြိုင်လို့ရတဲ့အကြောင်းကိုထပ်ပြောလိုက်ပါတယ်။အဲ့ချိန်နံပါတ်7ကသူတို့ရဲ့သဘောတူညီချက်မပါဘဲနဲ့ဘာကားတွေလာပြန်ခိုင်းနေရလဲဆိုပြီးတော့အောက်ကနေဂျိုဟန်ကိုအော်ဆဲပြီးတော့ဂျိုဟန်ကိုလည်းတရားစွဲပြင်မဲ့ဘာညာနဲ့ချင်းကြောက်ပြီးနေရာကနေလွှဲထွက်သွားလိုက်ပါတော့တယ်။ဂျိုဟန်ကလည်းလွှဲထွက်သွားတဲ့နံပါတ်7ကိုနောက်ကနေတနက်နဲ့လမ်းပစ်လိုက်ပြီးတော့သူပြိုင်ပွဲကိုညင်းဆိုရင်အခုလိုသေးချင်းစိုးနဲ့သေသွားမယ်ဆိုတော့ကိုလက်တွေပြပေးလိုက်ပါတယ်။ အဲဒီမှာတော့ဂျန်လူတွေအားလုံးလည်းရန်ကုန်ထိတ်လန့်သွားခဲ့ကြပြီးတော့ယူဟန်ကတော့ဖြစ်ပျက်တွေကိုအပေါ်စီးကနေကြည့်ပြီးတော့အောင်နိုင်သူကြီးလို့ရီမောလို့နေခဲ့ပါတော့တယ်။အဲနောက်ယူဟန်ကပြိုင်ပွဲမှာနောက်ဆုံးကြံခဲ့မဲ့တယောက်သေးသောအနိုင်ရသူကိုချီးမြှင့်ပေးမယ်။1.5ဘီလီယံကိုအားလုံးရှိမှထုတ်ပြလိုက်ပြီးတော့ပြိုင်ပွဲအတွက်သုံးရမယ့်ကားကကိုဝစ်ဆောင်ကနမတ်ဆင်လိုက်ကပ်ပေးထားတဲ့ကားကိုတောင်တဲမှာကိုတိုင်သွားကြည့်ရမှာဖြစ်ကြောင်းကိုကြေညာလိုက်ပါတယ်။နောက်ဆုံးအနေနဲ့ပြိုင်ပွဲထဲမှာရှိနေစဉ်တော်တွင်တခုညီတိုင်းတိုင်ပင်ချင်းသူ့စီကိုအချိန်မွေးလာလို့ရနိုင်တဲ့အတွက် စောစောကနံပါတ်17လို့ဦးချောင်းချောင်းလောက်ရက်တွေလာပြီးတော့မလုံးမိကြဘူးထပ်ပြောပြီးတော့ပဲပထမတွေးဆုံမှုကိုအဆုံးသတ်လိုက်ပါတော့တယ်ညနေဘက်ကိုရောက်တဲ့အချိန်မှာတော့ယိုဟန်ကားပြိုင်ခွင်းတော့လူညောင်ရောက်လာခဲ့ကြပါတယ်ရောက်လာလူတွေကလွတ်တော်မဲ့ရဲ့တာဘတ်တို့ကြောင်းနဲ့သူ့ရဲ့တငယ်ချင်းဖြစ်ပြီးတော့သူတို့ညောင်လုံးကပြစ်မှုအကြီးစားတွေကိုကျူးလွန်ထားပြီးတော့ယိုဟန်စီမှာအလုတ်အပ်ဖူးတဲ့သူတွေပဲဖြစ်ပါတယ်တို့ရောက်လို့ရောက်လာချိန်မှာတော့ဒီပွဲကြီးဖို့အထူးလဲဖိတ်ကြားပေးတဲ့အတွက်ယိုဟန်ကိုဂျေဆုတင်ကြောင်းကိုပြောလိုက်ပါတယ်ယိုဟန်ကတော့ဒီပွဲကတာမန်ကားပြိုင်ပွဲကိုကြည့်ရတယ်လို့မဟုတ်ဘဲနဲ့ ခွေးချင်းပြိုင်ကြိုက်ခိုင်းသလိုစီစဉ်ပေးထားမလို့ကားပြိုင်ပွဲလို့မကြည့်ပဲခွေးရန်ပွဲလို့ကြည့်ရမယ်ဆိုပြီးဒိုကောင်တို့ကိုပြောလိုက်ပါတော့တယ်ဒိုယောင်တို့ကလည်းယိုဟန်ပြောတာကိုသဘောပေါက်သွားကြတာမလို့ပြိုင်ပွဲကိုအရန်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်တမမတော့ထဲချုံးနဲ့တခြားပြိုင်ပွဲဝင်တွေကဝစ်စုံနံပါတ်နဲ့စီစဉ်ပေးတဲ့ကားပါကင်တွေစီကိုသွားပြီးတော့မောင်းရမယ်ကားတွေကိုကြည့်နေကြပါတယ်ထဲချုံးကအကောင်းကြီးလည်းမဟုတ်အဆိုးကြီးလည်းမဟုတ်တဲ့တာမန်ကားစီကိုရခဲ့ပြီးတော့ဘေးကက်ရဲ့နံပါတ်၁၀ကဂျီယုံကတော့ပြိုင်ပွဲဝင်၁၂ယောက်ထဲမှာအလန်းဆုံးဖြစ်တဲ့ပြိုင်ကားကိုရလိုက်ပါတယ် ဇိုးပဲဒုကန်းကြရလဲအသင်တင်းရှိတဲ့ကားကိုရခဲ့ပြီးဆရာကြီးရောရောစုကတော့စိတ်မကောင်းစွာနဲ့ပဲဒယ်လီပို့တဲ့ Honda Fit အစုပ်ကလေးကိုသာရခဲ့လိုက်ပါတော့တယ်အနောက်မှာတော့ပြိုင်ပွဲဝင်နေအားလုံးကကိုကားကိုစစ်ဆေးပြီးတော့ပြိုင်ပွဲမှာလိုအပ်မဲ့အရာမှန်သမျှတွေအတွက်ကားကိုစတင်ပြီးတော့ပြင်ဆင်ကြပါတော့တယ်ဒါပေမဲ့မှာတော့ယူအန်ကသူဒီပြိုင်ပွဲကိုလှုပ်တာအပြော်အနေနဲ့မဟုတ်ပဲပြိုင်ပွဲကိုလောင်းကစားတစ်ခုအနေနဲ့ဖန်တီးပြီးတော့နိုင်ငံသားသားဧည့်သည်တွေပါဆွဲဆောင်နိုင်မဲ့အကြီးစားစီးပွားရေးတစ်ခုဖြစ်နေစဉ်းစားထားကြောင်းဒိုကျောင်းတို့ကိုပြောပြနေခဲ့ပါတယ် ဒါကြောင့်ဒီပြိုင်ပွဲကတော့ Darius နဲ့ Squid Game ပေါင်းထားတဲ့ပွဲလို့ပဲပြောရမှာလားပါပဲ။အဲလက်ရှိပွဲကတော့ပထမဆုံးပွဲဖြစ်တာမလို့စမ်းသပ်တဲ့သဘောပဲဖြစ်ပြီးဒီပွဲအတွက်လည်းဒိုကျောင်းတို့စိတ်ပိုင်းလောင်းကြီးထပ်လို့ရနိုင်ကြောင်းကိုမှ UN ကထပ်ပြီးတော့ပြောလိုက်ပါတယ်။ပြိုင်ပွဲအတွက်စုချင်းငွေ1.5ဘီလီယံဆိုတာကလည်းစူးစမ်းခြင်းသိရှိအောင်ချပြပေးတာဖြစ်ပြီးတော့တကယ်တကယ်မှာတော့အဲ1.5ဘီလီယံကိုရဖို့ရှင်းပြရင်ကြရင်ပြိုင်ပွဲဝင်တွေအလုံးချောသွားနိုင်မယ်လားလားရှိတာမလို့ဒီပြိုင်ပွဲအတွက်တကယ်ကြိုးစီမဲ့သူကပြိုင်ပွဲမှာအနိုင်ရတဲ့သူမဟုတ်ပဲကဘာရဝမ်းကလောင်းကြီးထပ်ကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေပဲဆိုပြီးတော့ပါ ရုံငါထပ်ပြီးတော့ရှင်းပြလိုက်ပါတယ်။အဲ့တော့ဒီဘိုင်းကတော့ဒီနားမှာပဲတခန်းရက်သွားခဲ့ဖြစ်ပေမဲ့အပြစ်မရှိတဲ့ထဲကျုံးရင်ကြောက်ချခဲ့တဲ့ယိုဟန်နဲ့ဒီအခန်းအစ်ဖြစ်တဲ့ဒိုကြောင်တို့ထိတ်တိုက်တွေ့နေကြရဖြစ်တဲ့အတွက်ဘာတွေဆက်ဖြစ်လာမလဲဆိုတော့နောက်ပိုင်းမှာဆက်ပြီးတော့ရှုစားရမှာဖြစ်ပါတယ်ခင်ဗျာ။โอเคပါဒီနေ့တော့တင်ဆက်မှုကတော့ဒီလောက်ပါပဲ Channel Subscribe လို့ဘေးနားအကောင့်လောက်နှိပ်ပြီးတော့နောက်ထပ်ပိုင်းစာတွေကိုဆက်လက်ဆောင်ပြကြည့်ရှုရအောင်ပြောရင်းနဲ့ ားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှာပြန်တွေ့ပါမယ်ခင်ဗျာ။